မင်္ဂလာပါဒီနေ့ကျမတို့လေးလာကြီးကိုရွေးထားတဲ့အကြောင်းအရာကတော့ electronic PC တွေမှာတော်တော်လေးအရေးပါတဲ့အစိပ်ပိုင်းတစ်ခု diode တိအကြောင်းဖြစ်ပါတယ် diode ဆိုတာအတိအကျပါလေသူကဘယ်လိုမျိုးအလုံးလုံးတယ်လဲနောက်ပြီးတော့ electronics လောကမှာဘာကြောင့်ဒီလောက်အရေးကြီးရလဲဆိုတာတွေကိုအခြေခံပြီးတော့အသေးစိတ်ဇွန်းနေကြည့်ကြမယ်လေဒီနေ့အဓိကကတော့ diode တိရဲ့အခြေခံသဘောတရားနဲ့သူတို့ရဲ့လက်တွေ့အသုံးဝင်ပုံကိုပိုပြီးရှင်းရှင်းလင်းလင်းနားလည်သွားဖို့ပါပဲ ဟုတ်ကဲ့ဒါယုတ်ရဲ့အခြေခံဆုံးအလွတ်လွတ်ပုံကိုပြောရရင်လေရေပိုက်ထဲမှာတက်ထားတဲ့တလောင်းဝအဆွတ်ရှင် check valve လို့ခေါ်ရမျိုးပေါ့အဲ့လိုမျိုးပဲဆိုလိုတာကရက်စစ်စီချောင်းကိုလမ်းချောင်းကထုတဲ့ကိုပဲစီးခွင့်ပေးတယ်။အိုပဲဒီပဲပြန်စီးလို့မရဘူး။ဒါကသူ့ရဲ့အဓိကတာဝန်ပဲလို့ပြောလို့ရတယ်။အများအားဖြင့်တွေ့ရတတ်တာကအနက်ရောင်ဆလင်ဒါပုံစံလေးကြီးနော်။အရွေးဆောင်တော့မျိုးမျိုးရှိရပေါ့။သူ့ရဲ့ကိုယ်ထဲပေါ်မှာဆိုရင်ထိတဖက်နားမှာအဖြူတောင်းဖို့ငွေရောင်အစင်းချောင်းလေးတစ်ခုပါတဲ့။ ပြီးတော့စကက်ထဲမှာဂဟေစောဖို့အတွက်ခြေထောက်လေးနှစ်ချောင်းပါတာပေါ့အဲ့မှာအစင်းမပါတဲ့ဘက်ကို N note လို့ခေါ်ပြီးတော့အစင်းပါတဲ့ဘက်ကိုတော့ကဲတုလို့ခေါ်ရဲဆိုပြီးမှတ်ထားမယ်နော်ပုံစံနေမျိုးမျိုးရှိနိုင်ပေမဲ့အဓိကမှတ်ထားရမှာကတော့သူတို့အားလုံးရဲ့အခြေခံလို့ဆောင်ချက်ကအတူတူပဲရက်စီးကိုလမ်းကြောင်းတစ်ခုတည်းပဲတစ်ဖက်တည်းကိုပဲစီစဉ်ခွင့်ပြုတာကောင်းပြီအစောကပြုတ်ခဲ့တဲ့ရေပိုက်ဥမာကိုပြန်ဆက်ရရင် ရေပိုင်လိုင်းတစ်ခုထဲမှာတလန်းသွားဆုရှင်လေးတက်ထားတယ်လို့စက်ကူးကြည့်လိုက်ပါမယ်။ရေကလမ်းကြောင်းမှန်အတိုင်းစီးလာတဲ့အခါရေရဲ့ဖိအားကအဆုရှင်ရဲ့တကားလေးကိုတွန်းဖွင့်လိုက်တော့ရေကအသားအဆီးမရှိဆက်စီးသွားမယ်။ဒါပေမဲ့ရေကနောက်ပြန်ပြောင်းပြန်လမ်းကြောင်းကနေစီးလာဘူးစူးစားတဲ့အခါကျတော့အဲ့ဒီရေစီးအားကပဲအဆုရှင်တကားကိုအတွင်းဘက်ကနေပြန်တွန်းပစ်လိုက်တယ်လို့ဖြစ်သွားရော။အဲ့တော့ရေဆက်မစီးနိုင်အောင်တားလိုက်တာပေါ့။ဒီလိုနဲ့ရေကရှေ့ကိုပဲစီးနိုင်ပြီးနောက်ပြန်မစီးနိုင်တော့ဘူး။ ဒါယုတ်ကရစစ်စီကြောင်းနဲ့ပတ်သက်ပြီးအတိအကျပဲဒီသဘောတရားအတိုင်းလုံးလို့တာလို့ဆိုလိုတာပေါ့နော်ဒီနေရာမှာရစစ်စီစဉ်နဲ့ပတ်သက်ပြီးနည်းနည်းလေးရှင်းထားခြင်းတဲ့အချက်တခုရှိပါတယ်ရစစ်စီစဉ်မှုမှာအတော်များတဲ့အယူဆနှမျိုးရှိတယ်လေ electron စီစဉ်မှု electron flow နဲ့တမယုတ်ကျစီစဉ်မှု conventional flow ဆိုပြီးတော့ electron flow ဆိုတာက အနုပ်တက်ရှိတဲ့ electron တွေက power supply ရဲ့နှုံငုတ်ကနေအပေါင်းငုတ်စီကိုတကယ်ရွေးလျားစီစဉ်တာကိုပြောတာ ဒါကရူပဖရယအမှန်တကယ်ဖြစ်ပြနေတဲ့ဖြစ်စဉ်ပေါ့အမ် conventional flow ကတော့ electronic ပါလာရဲ့အစောပိုင်းကတွေကအစင်အလာတုံ့ကြရအယူဆယစီကအပေါင်းကကနေအနှုံးငုတ်စီကိုစီးစင်းတယ်လို့ယူဆတယ်သင်္ကေတေပုံသင်နီတော်များများကဒီ conventional flow ပေါ်မှာအခြေခံထားတာမို့လို့အခုဒီတူနီကြတော့မယ်ဒါပေမဲ့ diode ရဲ့အလုံးလုံးပုံကို atom စင်မှာတည်ချနားလဲဖို့ကြတော့ electronic တကယ်ဘလို့ရွေလျားလဲဆိုတာတီးဖို့ကပိုအေးရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီဆွေးနွေးမှုမှာတော့ electron flow အနုကဏ္ဍအပေါင်းကိုစီတာကိုပဲအခြေခံပြီးပြောတာပါမယ်။ Okay ဒါဆိုရင်ဒီဒိုင်ယုတ်က circuit ပတ်လန်တစ်ခုထဲမှာဘယ်လိုအလုံးလုံးတလဲဆိုတာလက်တွေ့ကျကျကြည့်ရအောင်။ဥပမာပေါ့လေ LED မီဒီလီတလုံးပါတယ်။ရုပ်ရှင်နဲ့ circuit ထဲကိုဒိုင်ယုတ်တလုံးထည့်လိုက်မယ်ဆိုပါစို့။စမ်းကျင်တွေ့အောင်မှာကဒိုင်ယုတ်ကိုလမ်းကြောင်းမှန်အောင်ဆိုလိုတာကသူ့ရဲ့ anode ကို power supply ရဲ့အပေါင်းဘက်ကဲသို့ကိုအနုတ်ဘက်ခြေဆက်ခါတဲ့အခါမှာပဲ LED မီဒီလီလင်းလန်တာတွေ့ရမှာ။ ဓာယုတ်ကိုပြောင်းပြန်လှန်တက်လိုက်ရင်တော့မီးလုံးဝမလင်းတော့ဘူးဆိုတော့ဓာယုတ်ရဲ့တက်စင်ပုံလမ်းကြောင်းမုံမူတည်ပြီးသူကရှက်ကူပစီကွန်ဒက်တာလို့ရှက်စီကိုဖျက်ခန့်ခွင့်ပေးမလားဒါမှမဟုတ်ရှက်ကာပစီအင်ဆူလေတာလို့ရှက်စီကိုလုံးဝပိတ်ဆို့ထားမလားဆိုတော့ကြွားသွားရော။လက်ကူပစီကွန်ဒက်တာစ်လက်ကူပစီကွန်ဒက်တာစ်လက်ကာပစီအင်ဆူလေတာစ်နဲ့တပိုင်းလက်ကူပစီဆက်မီကွန်ဒက်တာစ်ဆိုပြီးရှိတယ်လေ။ လက်ခုပစ္စည်းဥပမာဂျီနီလိုတတ်တူတွေမှာဆိုရင် electronic က atom တွေကြားမှာလွတ်လွတ်လပ်လပ်ရေလျာနိုင်တယ်။လက်စစ်တို့အမြန်လမ်းမကြီးတွေဖွင့်ထားလို့ပေါ့။လက်ကပစ္စည်းဥပမာရာပါ plastic တွေမှာတော့ electronic ကသူ့ရဲ့ atom တွေနဲ့အရန်ခိုင်မြဲစွာချိတ်ဆက်နေပြီးတော့လုံးဝမရွေ့နိုင်ဘူး။လမ်းပိတ်ထားတယ်လို့ပဲ။အခုကျွန်တော်ပြောနေတဲ့ silicon လိုတစ်ဖိုင်လက်ခုပစ္စည်း semiconductors တွေကတော့စိတ်ဝင်စားစရာအလေလအခြေအနေမှာရှိတယ်။သူ့ရဲ့ electron တွေက ရက်ကပစ္စည်းလောက်တင်းကျပ်စွာချိနှောင်မထားသလိုရက်ခုပစ္စည်းလောက်လည်းလွတ်လာမနေဘူးဒါပေမဲ့အရေးကြီးတာကအပြင်ကနေစွန်းရင်နည်းနည်းဥမာဗိုလ်ရာပိတ်လိုက်ရင်ဒီ electron တွေကိုရွေ့လျောင်းတနည်းအားဖြင့်ရက်စီးစီးအောင်ထိန်းချုပ်လို့ရနိုင်တယ်ဒါက silicon ရဲ့အဓိကအထုံးဝင်တဲ့ဂုဏ်သတ္တိပဲအိုးထိန်းချုပ်လို့ရတယ်ဆိုတဲ့အချက်ကိုဒါဆိုတန့်စင်တဲ့ silicon တက်တက်ကလို့လက်စကောင်းကောင်းစီးတလားဒါမှမဟုတ်အဲ့ဒီထိန်းချုပ်နိုင်စွမ်းကိုဘလို့ရအောင်လုပ်ယူရတာလေ တန်းစင်တဲ့ဆီလီကွန်မှာလောလဆွာရွေလျားနိုင်တဲ့ free electron အရက်ကွက်ကတိတ်မများဘူး။ဒါကြောင့် engineer တွေကသူရဲ့လက်စစ်ကွန်သက်တွေကိုလိုဒလိုပြောင်းလဲဖို့အတွက်ဒိုးပင်းလို့ခေါ်တဲ့နီလန်ကိုတုံးကြတယ်။ဒါကတန်းစင်တဲ့ဆီလီကွန်ထဲကိုတခြားတက်စင်အနှဲငယ်ကိုတမင်တကာရောဆက်ထည့်သွင်းတာပါ။အဓိကဒိုးပင်းမျိုးစားနှစ်ခုက n type နဲ့ p type ပါ။ n type ဒိုးပင်းမှာဆီလီကွန်ထဲကို phosphorus လိုမျိုး အပြင်ဆုံးခွန်မှာ electron ၅လုံးပါတဲ့ jetson ကိုရောတဲ့တယ်။ silicon atom တွေကအနီးနား atom တွေနဲ့ခြေဆက်တော့၄လုံးပဲလိုအပ်တာဆိုတော့ phosphorus ကမျိုးပေါ်လာတဲ့ electron တစ်လုံးကလွတ်လပ်တဲ့ electron free electron ဖြစ်သွားရောဒီတော့ n type silicon မှာအနုတ်သက်ဆောင်တဲ့ free electron တွေပိုလျားနေတယ်ပေါ့ p type တို့ဘက်မှာတော့ aluminium လို့အပြင်ဆုံးမှာ electron ၃လုံးပဲပါတဲ့ jetson ကိုရောတဲ့တယ်။ဒီအခါမှာ aluminium က အနီနာဆီလီကွန်တွေနဲ့ခြေဆက်ဖို့အီလက်ထရွန်တလုံးလိုနေတဲ့ hole တစ်ခုဖြစ်လာတယ်။ကိုအပေါင်းဒက်ဆောင်တယ်လို့ယူဆနိုင်ပါတယ်။ဒါကြောင့် p-type ဆီလီကွန်မှာအပေါင်းဒက်ဆောင်တဲ့ hole တွေပိုလျနေတာပေါ့လေ။อ๋อแต่ส่วนอพูจมารูมาอพูอิเล็กทรอนนี่ชื่อ n type เนี่ยอพูอปอดีชื่อ p type ဆိုပြီး silicon အမျိုးအစားနှစ်ခုရပြီပေါ့ဒါရုပ်လုံးဖို့ဒီနှစ်ခုကိုဆက်လိုက်တာလားအဲ့ဒီလိုဆက်လိုက်တဲ့နေရာမှာဘာထူးခြားမှုဖြစ်လာလို့လဲဟုတ်ပါတယ် ဒါယုတ်ကျဲအတန်းနှလုံးကဒီ P type နဲ့ N type silicon နဲ့လွာကိုတစ်ခုနဲ့တစ်ခုတိတိကျကျထိစပ်ဆက်ထားတဲ့နေရာ PN junction လို့ခေါ်တဲ့နေနေမိမှာရှိတာပါဒီလိုဆက်လိုက်တာနဲ့ချက်ချင်းပဲစိတ်ဝင်စားစရာဖြစ်စဉ်တစ်ခုဆက်တင်တာမှာ N type ဘက်ကပိုလျာနေတဲ့ electron တချို့က junction ကိုဖြတ်ပြီး P type ဘက်က hole တွေတန်းကိုခုန်ကူးပြီးပေါင်းဆက်သွားကြတယ်ဒီလိုဖြစ်တာကြောင့် ချင်းရှင်ရဲ့ P-type ပတ်ချမ်းမှာ hole တွေထဲရောက်သွားတဲ့ electron တွေကြောင့်အနုတ္တစုပုံလာပြီး negative ions ဖြစ်သွားတယ်ပေါ့ N-type ပတ်ချမ်းမှာတော့ electron တွေဆုံးချုံသွားလို့အပေါင်းတက်ချမ်းရက်ခဲ့တယ် positive ions ဒီလို junction ရဲ့တစ်ဖက်တစ်ချမ်းမှာစန့်ကျင်ဘက်လက်ဆက်တက်တွေစုပုံလာမှုက depletion region လို့ခေါ်တဲ့နေမြေတစ်ခုကို ဖြစ်ပေါ်စေတယ်အော် depletion region ဟုတ်ကဲ့ဒီ depletion region ကရစစ်မစီနိုင်တဲ့အလွာပါဠိတစ်ခုလိုပဲ သူကနောက်ထပ် electron တွေ junction ကိုဖြတ်ကျော်ဖို့တားဆီးထားတဲ့တဘာဝအကာအယံ barrier တစ်ခုဖြစ်လာတယ်။ဒီ barrier မှာ voltage potential တခုရှိနေတယ်။ silicon dioxide otter ပုံမှန်အဖြစ်0.7 volts လောက်ရှိပါတယ်။ဒီ barrier က dioxide gate sound လို့ပြောလို့ရတာပေါ့။အာဒါဆိုရင်အစောကပြောခဲ့တဲ့ forward bias နဲ့ reverse bias ဆိုတာက ဒီ0.7 volt ရှိတဲ့ gate sound ကိုထိန်းချုပ်တာပေါ့ဟုတ်လားဘလို့ထိန်းချုပ်တာလဲအတည်းကျပဲ forward bias မှာ p type ဘက်ကို no ကို power supply ရဲ့အပေါင်းကို n type ဘက်ကို gate ကို အနုငုံနဲ့ခြိတာလေအဲ့ဒီခါ power supply ကပြီးတဲ့အပြင်ဘက်က voa က pn junction မှာရှိနေတဲ့0.74 barrier ကိုဆန့်ကျင်တွန်းကန်ပေးတယ် external voltage က0.7 volt ထက်ကျော်လွန်သွားပြီဆိုရင် အနုငုတ်ကတွန်းပို့လိုက်တဲ့ electron တွေက n type ထဲကနေအားနည်းသွားတဲ့ depletion region ကိုဖျက်ချော်ပြီး p type ဘက်ကိုစီးဝင်သွားနိုင်တော့တယ်။အပေါင်းငုတ်ကလည်း p type ထဲက hole တွေကို junction ဘက်ကိုတွန်းပို့ပြီး electron တွေနဲ့ပေါင်းစပ်ဖို့အားပေးတယ်။ဒီလိုနဲ့လျက်စီကတိုက်ရုပ်ကိုဖျက်ပြီးစီးဆင်းသွားနိုင်တာပါ။ reverse bias မှာတော့ပြောင်းပြန် p type ကို အနုငုတ် n type ကိုအပေါင်းငုတ်နဲ့ချိန်တယ်။ဒီအခါ အနှုတ်ငုတ်က P type တွေက hole တွေကို junction နဲ့ဝေးရစီဆွဲခေါ်သွားလဲအပေါင်းငုတ်ကလည်းဒီလို charge carrier တွေ junction ကနေဝေးရကို ရောက်သွားတော့ depletion region ကပိုပြီးခြေပြန့်လာပြီး barrier ကပိုအားကောင်းလာတယ်။တက်ချောင်းလျှက်စီးလုံးဝမစီးနိုင်တော့ပဲလျှက်ကပစ္စည်းလိုဖြစ်သွားတာပေါ့။ချင်းသွားပါပြီ။အဲ့တော့ engineer တွေ circuit board ဆွဲတဲ့အခါ ဒီဓာယုတ်ကိုဘလို့သင်္ကေတနဲ့ပြကြလဲစာကပုံလေးမှာဓာယုတ်ကိုထရီဂန်မူများလီတခုနဲ့သူ့ရဲ့ထိတ်မှာဒေါင်းလိုက်မြင်းလီတခုနဲ့ပြပါတယ်မြားကောင်းကတမယိုးချလက်စေးကွန်ဗင်ရှင်နယ်ကာရန့်စီစဉ်9နဲ့လမ်းကြောင်းဆိုလိုတာကအန်နိုဒ်ကနေကက်သိုဒ်ဘက်ကိုညွှန်ပြနေတာပါဒေါင်းလိုက်မြင်းလီကတော့ဓာယုတ်ကိုရေပေါ်ကအစင်းကြောင်းကက်သိုဒ်ဘက်ကိုကိုးစားပြီးပါတယ်ဓာယုတ်တိုင်းမှာသူ့ရဲ့ကိုပိုင်ဗိုအားနဲ့လက်စီဆက်ဆံမှု IV characteristic ကိုပေါ်ပြတဲ့ graph ပုံ IV diagram ချပါတယ် ဒီ graph က forward bias မှာ voar တက်လာတာနဲ့လက်စီဘလို total စီးဆင်းသွားလဲအစောကပြောတဲ့ 0.7v forward voltage drop ကိုကြော်မှရှိတာပေါ့ပြီးတော့ revise bias မှာ voar တော်တော်များများတက်လာတာတောင်လက်စီနှုံးဝနှိပါမရှိတာကိုဖြားပါတယ်ဒါပေမဲ့အလွန်အရေးကြီးတဲ့ကန့်တက်ချက်တစ်ခုက reverse bias မှာရှိပါတယ်ဒါရောကခံလိုက်တဲ့အမြင့်ဆုံး reverse voltage ဆိုတာရှိတယ်ဒါကို breakdown voltage လို့ခေါ်ပါတယ် အကယ်၍ဒီ breakdown forest တဲ့ကျော်လွန်းတဲ့ voa တခု diode ပေါ်တက်ရောက်မိရင် pn junction ကပျက်စီးသွားပြီးတော့လက်စီးက reverse direction မှာပါအတားအဆီးမရှိစီးဆင်းသွားပါလိမ့်မယ်ဆိုလိုတာက diode ပျက်စီးသွားပြီပေါ့အဲ့လိုဆိုရင်တော့ circuit ထဲကတခြားဟာတွေကိုပါဒုက္ခပေးနိုင်တာဘောနော်အဓိကပဲဒါကြောင့် breakdown voltage ကိုကျော်လွန်းအောင်ဘယ်တော့မှမလုပ်ရဘူးအလားတူအရ forward bias မှာလဲ diode ကဘေးကင်းစွာဖြတ်တန်းစီးဆင်းခွင့်ပေးနိုင်တယ်အမြင့်ဆုံးလက်စီး maximum forward current ဆိုတာရှိတယ်ပြီးတော့သက်ဆိုင်ရာအမြင့်ဆုံး VOR maximum forward voltage ကန့်တချက်တွေလည်းရှိပါတယ်ဒီကန့်တချက်တွေကိုကြော်လွန်ရင်လည်း diode အဖူလွန်ပြီးပျက်စီးနိုင်ပါတယ်ဒါကြောင့်ကိုအတုံးပြုမဲ့အစကကြေလိုအပ်ချက် VOR လက်စီးနဲ့ကိုက်ညီတဲ့ specification ရှိတဲ့ diode ကို data sheet ကြည့်ပြီးတော့မမှန်ကန်ကန်ရွေးချယ်အတုံးပြုဖို့အလွန်ပဲအရေးကြီးပါတယ် မှန်ပါတဲ့ဒါဆိုဒီလိုတလန်းသွားလျက်စီစီခွင်ပေးတဲ့ဂုံတက်တီကိုလက်တွေမှာပေးနေရဒီမှာတုံးချက်ကြတယ်လေဒီတလန်းသွားလက်ကွက်လေးကပါရီအသုံးဝင်လေအသုံးဝင်ပုံနဲ့အညာကြီးရှိပါတယ်ဥပမာတစ်ခုပြောရရင် reverse polarity protection ပါ power supply ကို socket မှာချိတဲ့အခါအပေါင်းနဲ့အနုမတက်မိတာမျိုးကဖြစ်တတ်တယ်လေတကယ်လို့ socket ရဲ့ power input လမ်းကြောင်းမှာ diode တလုံးကြားခံတတ်ထားမယ်ဆိုရင် ဒီမာယင်ပြီးပြောင်းပြန်ဝင်လာတဲ့လျက်စီးကိုဒါယုတ်က reverse bias ဖြစ်ပြီးတားဆီးထားလိုက်မယ်။ဒါကြောင့် circuit ထဲကတန်ဖိုးကြီးတဲ့ sensitive ဖြစ်တဲ့ IC တွေတခြားအပိုးတွေဒီမပြတ်စီအောင်ကာကွယ်ပေးနိုင်တယ်။အိုးဒါတော်တော်လက်တွေ့ကျတဲ့အတွုံးပဲ။နောက်တစ်ခုကတော့ AC ကို DC ပြောင်းတယ်ဆိုတာကြဟုတ်လေ။အဲ့ဒါကတော့ဘယ်လိုလဲ။ကျမတို့အင်က plug ပေါက်ကရတဲ့လျက်စီးက AC alternating current လေ။ ရှင်းအောင်ပြောင်းပြန်စီးနေတာနော်ဒါပေမဲ့ဖုန်းတို့ကွန်ပျူတာတို့လို PC အများစုက DC direct current လမ်းကြောင်းတစ်မျိုးတည်းစီးတဲ့ဆစ်စစ်နဲ့အလုံးလို့တော့မဟုတ်လားဟုတ်ပါပြီဒါက diode တွေရဲ့အရေးကြီးဆုံးအတွန်းဝင်မှုတစ်ခုပါပဲ AC ကို DC ပြောင်းလဲခြင်း rectification လို့ခေါ်ပါပဲအယိုးရှင်းဆုံးနည်းက AC source ဥပမာ transformer အထွတ်နဲ့ loop ဥပမာမီးသီးကြားမှာ diode တစ်လုံးတည်းထည့်လိုက်တာပါ AC line က အပေါင်းပိုင်းနဲ့အနုတ်ပိုင်းအလှည့်ကျရှိတယ်လေ။ဒါယုတ်က forward bias ဖြစ်တဲ့အပေါင်းပိုင်း line တစ်ချမ်းကိုပဲဖြတ်တန်းခွင့်ပြေးပြီး reverse bias ဖြစ်တဲ့အနုတ်ပိုင်း line တစ်ချမ်းကိုတော့ပိတ်ထားလိုက်တယ်။ဒါကြောင့်အထွက်မှာအပေါင်းပိုင်း line နားလေးတွေပဲရတော့တယ်။ဒါပဲကြားထဲမှာလက်လက်သွားတဲ့အချိန်တွေရှိနေတော့အထွက် DC ကအတက်ကြအရန်များတယ်။ Positive DC ဒီလို diode လုံးတဲ့တုံးတာကို half wave rectifier လို့ခေါ်ပါတယ်။အဲ့ဒီလိုအတက်အကြောင်များတဲ့ DC ကတိတ်အသွုံးမဝင်လို့အထင်တယ်။ပိုကောင်းအောင်လုပ်လို့ရသေးလား။ ရပါတယ်ပို့ပြီးပြည်စုံတဲ့ DC ကိုရဖို့ဒါရုတ်လေးလုံးကိုတတားပုံစံ bridge configuration ချိတ်ဆက်ထားတဲ့ 4-wave rectifier ကိုတုံးကြပါတယ်ဒီ bridge rectifier ကပို့ပြီးထီရောက်တယ် AC line ရဲ့အပေါင်းပိုင်းလာတဲ့အခါဒါရုတ်နှလုံးက forward bias ဖြစ်ပြီးလက်စီကိုလမ်းကြောင်းတူထုတ်ပေးတယ် AC line ရဲ့အနုပိုင်းလာတဲ့အခါမှာတော့နှုတ်ထက် diode နှလုံးက forward bias ဖြစ်ပြီ အဲ့ဒီအနုပိုင်းလိုင်းကို ပြောင်းပြန်လမ်းပြီးအပေါင်းဘက်ကိုပို့ပေးလိုက်တယ်။ဒါကြောင့်အထွက်မှာလိုင်းတစ်ချမ်းပြောက်မသွားတော့ဘဲအပေါင်းပိုင်းလိုင်းတွေပဲဆက်တိုက်နှီးပါထွက်လာတယ်။ပေါ်စီတင်းက halfway ထဲအများကြီးနဲသွားပေမဲ့လုံးဝချောမွေတဲ့ DC တော့မဟုတ်သေးဘူး။ဒီပေါ်စီတင်း DC ကိုချောမွေတဲ့ DC ဖြစ်အောင် rectifier ရဲ့အထွက်မှာ capacitor လို့ခေါ်တဲ့လက်တို့ဖြစ်စီတွေထက်ထက်ပြီး filter လို့ယူရမှာပါ။ ဒါကကျွန်တော်တို့သုံးနေတဲ့ power supply တော်တော်များများရဲ့အခြေခံတိဆောက်ပုံပါပဲအတုံးဝင်ပုံလေးတည်ရပြီဆိုတော့ကို့မှာရှိတဲ့ diode အလုံးကကောင်းသေးရဲ့လားပြက်နေပြီလားဆိုတာဘယ်လိုစစ်ဆေးနိုင်မလဲဟွန်း multimeter ဆိုတဲ့တိုင်းတားရဲ့ခရီးယာရှိရင်အလွယ်တကူစစ်ဆေးနိုင်ပါတယ် multimeter အများစုမှာ diode ပုံတင်ကေတာလေးနဲ့ diode test function ဆိုတာပါပါတယ်အဲ့ဒီ function ကိုရွေးလိုက်ပါ ပြီးရင် multimeter ရဲ့အနက်ရောင် pro ကို ဓာယုတ်ရဲ့အစင်းပါတဲ့ခတ်တိုပက်အနီယောင်ပရိုကိုအစင်းမပါတဲ့အန်ဒိုပက်မှာထုတ်လိုက်ပါဓာယုတ်ကောင်းနေတဲ့ဆိုရင်မัลတီမီတာစကရင်ကုန်းမှာ forward voltage drop တန်ဖိုးတစ်ခုပေါ်လာပါလိမ့်မယ်ဥပမာ 0.5V ကနေ 0.7V ကြာလောက်ပေါ့ဒါက forward bias အခြေအနေကိုစစ်တာအော်တစ်ဖက်မှာတန်ဖိုးတစ်ခုပြရမယ်ပေါ့ဒါဆိုပြောင်းပြန်ထောက်နေရောပြောင်းပြန်ထောက်ရင်ဘယ်မှတန်ဖိုးတစ်ခုမှပြမဟုတ်ပါဘူး probe day ကိုနေရာပြောင်းပြန် အနီကို cathode အနက်ကို anode ပတ်ထောက်ကြည့်ပါဒါက reverse bias အခြေအနေကိုစမ်းတာဒိုင်အိုကောင်းနေရင်လက်စီမစီတင်ဘူးလေဒါကြောင့် multimeter screen မှာ OL over limit or open loop ဆိုတဲ့စာတန်းဒါမှမဟုတ်အလားတူသင်္ကေတဥပမာကနိုင်တိအကြီးကြီးပေါ်လာတင်ပါတယ်ဒါကလမ်းကြောင်းပွင့်နေတဲ့လက်စီမစီဘူးလို့ဆိုလိုလာပါဆိုတော့ တစ်ဖက်မှာ voltage drop လာပြီးနောက်တစ်ဖက်မှာ OL ပြရင်အဲ့ဒီ diode ကကောင်းနေတယ်လို့ယူဆနိုင်ပါတယ်တကယ်လို့နှစ်ဖက်စလုံးမှာ 0V လို့မျိုးတန်ဖိုးပြနေရင်ဒါမှမဟုတ်နှစ်ဖက်စလုံး OL ပြနေရင်တော့အဲ့ဒါ diode ချိုရွေးနေပါပြီစာကထဲမှာတထားပြီးသား diode ရဲ့ voltage drop ကိုတိုင်းစင်ရတော့ဘယ်လိုလုပ်ရမလဲအဲ့ဒါဆိုရင်တော့မီတီမီတာကို DC voltage တိုင်းတဲ့ function ကိုပြောင်းပါပြီးရင် circuit ကို power ပေးထားတဲ့အခြေအနေမှာ probe ကို forward bias အတိုင်းပဲအနက်ကို c a f o l d အနီးကို anode diode ရဲ့ခြေထုပ်ဒီပေါ်မှာထောက်ပြီးတိုင်နိုင်ပါတယ်။ပုံမှန်အားဖြင့်0.7 feet wrenching reading မျိုးတွေ့ရပါလိမ့်မယ်။ကောင်းပါပြီ။ဒီနေ့ကျွန်တော်တို့ diode အကြောင်းတော်တော်လေးစုံစုံလင်လင်ဆွေးနွေးခဲ့ကြပါတယ်။အနက်ချိုပြမိုးရရင်ဒါယိုဆိုတာလျှက်ဆွေးစီးကြောင်းတို့တလန်ဝါအဆူရှင်လိုအလုံးလုံးတဲ့အလွန်အခြေခံကြပြီးအရေးပါတဲ့ electronic အစိတ်ပိုင်းတစ်ခုပါပဲသူကလျှက်ဆီးကိုလမ်းကြောင်းတစ်ထောင်းထဲမှာပဲစီစဲခွင့်ပေးတယ် ဟုတ်ပါတယ်ဒီလိုတလန်းသောကုန်တက်တီကိုရရှိအောင်ဆီလီကွန်လိုဆမ်မီကွန်ဒက်တာ PC ကိုအန်တိုက်နဲ့ပီတိုက်အဖြစ်ဒိုပင်လုပ်ပြီး PN junction တစ်ခုဖန်တီးလိုက်ခြင်းကဆမ်မီကွန်ဒက်တာနည်းပညာရဲ့အဓိက အောင်မြင်မှုတစ်ခုပါပဲ DPN junction မှာဖြစ်ပေါ်လာတဲ့ depletion region နဲ့သူ့ရဲ့ barrier potential က forward bias မှာလက်ကူးစေပြီး reverse bias မှာလက်ကဖြစ်စေတဲ့အဓိက torch ဖြစ်နေတာပေါ့။စက်စရာလေးတစ်ခုမေးခွန်းထုတ်ကြည့်ခြင်းပါလဲ။ AC လက်စည်းကို DC ခက်ပြောင်းလဲပေးနိုင်တဲ့ဒီ Roshin ပုံပေါက်တဲ့ diode တွေတောင်မရှိခဲ့ဘူးဆိုရင်ဒီနေ့ခက်ကျမတို့နေ့စဉ်သုံးနေတဲ့ smartphone တွေ computer တွေ TV တွေအပါအဝင် electronic PC ပေါင်းများစွာရဲ့တိဆုပ်ပုံအထူးသဖြင့်သူတို့ရဲ့ power supply design တွေကဘလို့များကွဲပါားသွားနိုင်မလဲနောက်တစ်မျိုးစဉ်းစားကြည့်ရင် semiconductor PC တွေနဲ့ဤပညာတွေပုံမိုတိုးတက်လာတာနဲ့အမျှအနာဂတ်မှာကောလက်ရှိထက်ပိုပြီးဆွမ်းဆောင်ရည်မြင့်မာတဲ့ ဒါမှမဟုတ်အခုမရှိသေးတဲ့အထူးပြုလုံလိုက်ဆောင်တာတွေအတွက်ရည်ရွယ်တဲ့ဒါရော့အစ်စ်တွေပေါပေါလာနိုင်အောင်မလားဒါလေးတွေကိုဆက်လက်စဉ်းစားကြည့်ဖို့အကြံပြုရင်းဒီဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ရအောင်